ဆော့ကုပ်ပြီးဆော့ကုပ်ပြီးဟာမြန်မာနိုင်ငံကကျွန်တော်တို့ငလေးဘေးကိုသွားလူတဲ့အဖွဲပါကျဲကျဲသွားလူတဲ့အဖွဲနဲ့ကျဲဟာလမ်းမှာကိုဝင်နဲ့ကားနဲ့တိုက်ပြီးတော့ဒီမှာရက်ခွက်တက်ပြီးတော့ပါလာတယ်ဟာကျဲတနားနေပါကုန်တနားနေပါကုန်ပြီးတနားနေအကြောင်းမလို့อืม ပဲကုန်ပြီစွဲကုန်ပြီလက်တွေပါတယ်နဲ့ပါလာတယ်ခုချိန်မှာတော်တော်ပြင်ပန်းတယ်နော်လူတွေရဲ့အလူသွားလောက်တော့ဘူးနော်လူတွေတလောက်ဒုက္ခရောက်နေတဲ့ဟာကို သူကအဲ့ထောင်စုနဲ့ပေးမပဲအဆင်ပြေတော့မယ်နော်ဒီလူကောက်ခံတဲ့ဟာတွေအားလေဟိုသူတို့ကဒီမှာတကယ်ငလင်ပေးမှပါသွားတဲ့သူတွေရှိတယ်မပါတဲ့သူတွေလည်းရှိတယ်ကိုတို့ကငက်ပြနေတာချိုးဆိုဘာမှမရှိမဆိုင်ပဲနဲ့လာလူတာရှိတယ်ဘယ်လှုပ်ချုံကြီးရမှလည်းပဲကောက်ွယ်မပေးနိုင်ဘူးနော်ပလာဟီတာအသေးလေးနဲ့ရက်ခွဲရမင်းရဖားတွေနဲ့ပဲ လုပ်နေရကိုဝေလိုက်တဲ့သမင်းထုတ်ကိုတန်းစီပြီးတော့ယူနေတဲ့လူတွေရဲ့မျက်နှာကိုဖျဲကားပြီးတော့ဗီဒီယိုမှတ်တမ်းတင်တဲ့တပုတ်လေးရိုက်တယ်ပြီးတော့ဆိုရှယ်မီဒီယာပေါ်တင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကောင်းလားပြန်စစ်စမ်းကြည့်အောင်သူများအားငယ်နေတဲ့အချိန်တချို့ဆိုရင်လေဖတ်အရန်စာလွန်လို့တာလေမဖြစ်မနေမှုလို့တာလာတန်းစီပြီးတော့ယူပါနော်သူတို့စိတ်ထဲမှာစဉ်းစားကြည့်သူတို့ရဲ့မျက်နှာကိုသူတို့ဒီဆိုရှယ်မီဒီယာမှာဒီသမင်းထုတ်လေးလမ်းယူနေတဲ့ ဗီဒီယိုတပ်ပုံကိုဒါမြင်ကြည့်ဘယ်လိုခံစားရမလဲ။အော်ငါတို့ဒီဖြစ်တောင်ရောက်သွားပြီသူမြင်ဆိုပြီးတဲ့အတွေးတွေဝင်လာတယ်။ပိုပြီးစိတ်အားငယ်ရတယ်။ဆိုတော့လူတဲ့လူတွေပတ်စံထုတ်ကြည့်တကားကားနဲ့လူရင်လည်းအဲ့ဒီပတ်စံထုတ်နဲ့ကိုယ့်ရဲ့မျက်နှာနဲ့ပဲလူနော်။အဲ့လိုပဲထမင်းထုတ်ဝေတယ်၊ဟင်းထုတ်ဝေတယ်၊ဘာပဲဝေဝေရေတန့်ပဲဝေ၊ဘာကြီးပဲဝေဝေ၊ဘာကြီးပဲလူလူ။တောက်ထိအရန်လူသိစေချင်တယ်၊တပ်ပုံဗီဒီယိုရိုက်စေချင်တယ်ဆိုရင်အဲ့ဒီကိုယ့်ရဲ့မျက်နှာနဲ့အဲ့ဒီလူတဲ့ဟာပဲတင်။နော်ကျွန်မတို့ဆိုရင်လူတယ်။ဒါပေမဲ့မတိရဘူးမပြောနေတော့ဘူးဘာဖြစ်လို့လဲဗီဒီယိုမတက်နေမတင်နေတော့ဘူး ဘာဖြစ်လို့လဲဆိုအဲ့ဒီခံစားချက်ကိုနားလဲတယ်အားနေဒီရဲ့ဖုန်းတွေကင်မရာတွေနဲ့ပဲပေါ့နော်အမြင်နဲ့အမြင်နဲ့ဟိုမှတ်တမ်းယူခြင်းနဲ့လူခြင်းနဲ့စိတ်ကနည်းနည်းမှတ်တမ်းတင်ခြင်းနဲ့စိတ်ကများများဖြစ်နေရတယ်အဲ့ဒါရှင်းရှာတာပေါ့လူတွေကြောင့်ပေါ့နော်ဒီဗီဒီယိုလေးကိုတင်လိုက်တာပဲဖြစ်တယ်ပေါ့နော်လူပြောလဲလို့မင်းရောဘလောက်လူနေရမို့လို့လဲဒီလို attention ရှာပြီးဗီဒီယိုတင်ရအောင်လို့ပြောတဲ့လူတွေဒီနေရာမှာပဲတခါလဲပြောပြချင်ပါတယ်သူများလေးလိုမျိုးတိမ်တောင်းချီတိမ်ထောင်ချီကျွန်မမလူနိုင်ဘူးအေးဒါမဲ့ကျွန်မပါလူနိုင်လဲဆိုတော့ကျွန်မ တက်နိုင်တဲ့ဟာအကုန်လုံး28ရက်နေစပြီးငလင်လုတ်ကတဲ့ကကျွန်မဆိုင်မှာတက်နိုင်တဲ့ဟာတွေအကုန်လုံးစီးဝါးအစားလူတယ်เนาะကျွန်မဆိုင်မှာလော်ဝဲတဲ့သခိုင်းအတွက်တီကိုတခြားမန္တလေးအတွက်တီကိုအဲ့အလူရှင်နေနဲ့အတူအတူပါဝင်လူတန်းပါလေကိုတက်နိုင်တဲ့လောက်เนาะကျွန်မအမောက်ဘတော်မှာဖော်ပြတတ်တဲ့လူမဟုတ်သလိုကျွန်မရဲ့ page မှာလည်းဘာတွေပြလူပြီးပြီးဘာညာဆိုပြီးတင်ထားတာတခုမှအခုယနေ့အချိန်ထိပေါ့เนาะဒီခုဘယ်နှစ်ရက်တောင်ရှိပြီလဲကျွန်မမသိဘူးတဲ့เนาะဒါပေမဲ့ပြောချင်တာကကင်မရာတကားကားနဲ့လူချင်းတဲ့စိတ်ကအလောက်မဟုတ်ဘူး နော် attention ရှာပြီးတော့ video တင်ချင်တဲ့လူတွေဒီရဲ့ဒါကမလုံသင့်ဘူးပေါ့နော်ဆိုတော့တကယ်လို့သူများရဲ့ computer ချက်ရရတဲ့တစ်ဖက်ကခွင့်ပြုတယ်သူရဲ့မျက်နှာကိုတင်ဖို့ခွင့်ပြုတယ်ဆိုရင်တော့ဝါပြီးတော့တင်စေချင်ပါတယ်ဆိုတော့စီကန်းရှိစေချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုလိုက်နာစေချင်လူချင်းဝတ်ပေါ့ပြောမယ်ဆိုအဲ့ချင်းဝတ်လေးရှိစေချင်ပါတယ်ဒါတော့ကျွန်တော်တို့နိုင်ငံမှာတော့မဖြစ်နိုင်ဘူးလူတိုင်းကအသိပညာရှိတာမဟုတ်ဘူးเนาะသိညာရှိတာမဟုတ်ဘူး ဟိုခုခဲကဟိုဆိုဆယ်မီဒီယာခဲဆိုတော့လူလိုက်လက်ထက်မှာဖောက်ကရှိတယ်ဖောက်ရှိတဲ့အတွက်ဒီလိုပဲ attention ဆာမယ်တချို့ကလည်းအမှတ်တရပေါ့ဗျာ attention ဆာတဲ့လူတွေဆာတယ်မဆာတဲ့လူတွေမဆာဘူးပေါ့တချို့ကကိုလူခဲတဲ့အကြောင်းအရာလေးတွေမှတ်တမ်းတွေတော့ရှိတယ်ဒါပေမဲ့သူတို့အဲ public ပါသူတို့ပြန်တင်တဲ့အခါပြန် share တဲ့အခါကြတယ်သူတို့ကဟိုဟိုမြင့်တာဟို spot မလုပ်ထားတဲ့အခါကြတော့ဟိုတစ်ဖက်လက်ခံတဲ့သူမှာတွားပြီးတော့ဟို ုံကိုရေရခံစားချက်နည်းနည်းဖြစ်သွားတာပေါ့နော်အဲဒါမျိုးကတော့မထူးဆန်းတော့ပါဘူးကျွန်တော်တို့နိုင်ငံမှာเนาะလူတွေကဟိုရိုက်လိုက်မယ်ဗီဒီယိုမှတ်တမ်းယူလိုက်မယ်ပြီးရင်တင်လိုက်မယ်ဒါပဲဒါကတော့ဟိုဆိုရှယ်မီဒီယာဘိုင်းနဲ့ပတ်သက်လာရင်ဒီသတင်းမီဒီယာသမားတွေကပဲကြေဝေါ်တွေနားလဲတာတာမန်ပြည်သူကတော့နားမလည်နိုင်ဘူးဗျအဲဒီညီမကလည်းသူခက်စားချင်းနဲ့သူပြောတာပေါ့เนาะအခုငယ်လေးဘေးကတော့အရန်ကိုထိခိုက်ဆုံးဆုံးမှုတွေများတယ်အသေးပြောက်များတယ် လူရှင်နေတဲ့လူနေကြပါတယ်ဒါပေမဲ့ချို့နေရဒေသတွေမှာတကယ်မရတဲ့နေရာတွေရှိတယ်เนาะတကယ်ဟိုဒုက္ခရောက်တဲ့သူတွေကမရဘူးဘေးကနေပြီးတော့အုံလိုက်ကြေးလိုက်နဲ့ကိုဝင်ပြီးတော့တမနေတာမရှိမဆိုင်နဲ့ဝေလူနေတာလေပေါ့เนาะအခုမြင်ရတာကြားရတာစိတ်မကောင်းဘူးဟုတ်ကဲ့ကျွန်တော်တို့ပြည်သူတွေလည်းပဲကကြည်ပေါင်းမှလွတ်မြောက်ပါစေဒီငယ်လေးဘေးဆက်ဘေးလာအောင်မဲ့ကျွန်တော်တို့မိုးတဲ့ကြိုင်ရေဘေးတို့ဒီဘေးအပေါင်းမှအများဆုံးလွတ်မြောက်ပါစေလို့ကျွန်တော်ဒီနေရာလေးဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်